ကစမယ်ဗျာအချိန်လည်းမရှိတော့ဘူးနော်ဒီဒီ site က၃နောက်ပဲရှေးပေါင်း1နဲ့ပြန်ကြသူကကစားလို့ရတယ်နော်၃နောက်ပဲရှေးပေါင်း1နဲ့ပြန်ကြကစားလို့ရတယ်ဆိုတော့သူကနှစ်တို့ဂျားထဲမှာ2နှစ်ဂျားတစ်ချိန်ပေါ့နော်ဒီကနေ့ပြန်ကြနောက်ဒီကနေ့ပြန်ကြအခုဒီနေရာမှာကျွန်တော်ပြန်ကြရှေးပေါင်း1နဲ့၃နောက်ပဲနော်အဲ့ဒါကကျွန်တော်ဒီမှာနောက်ပဲ၃လုံးခွန်ရှိတယ်နော် နောက်ပိတ်3လုံးခွန်သူ့ဘေးမှာ2ပိတ်6ပိတ်เนาะ2ပိတ်6ပိတ်အဲ့ဒီ6ရဲ့ပါပါသူ့အောက်မှာရှေ့နှလုံးပေါင်း1နဲ့ပြန်ကြကဏ္ဍကြတယ်เนาะကြတော့ကျွန်တော်ဒီလိုဇောင်း3လုံး3လို့ကျွန်တော်ထည့်ကြည့်တာပေါ့လေเนาะသူကဇောင်း3လုံး3လို့ဇောင်း3လုံးဒီလိုဒီလို6ဒီလို3လို့လည်းယူလို့ရတယ်ဒါပေမဲ့အဲ့လောက်ကြီးတော့ကျွန်တော်လည်းလိုက်ပြီးတော့မယူတော့ဘူးပြောချင်တာတော့ဒီနေရာမှာပြန်ကြကစားမယ်ဆိုရင်ကစားရတယ်ဆိုတာလေးကိုကျွန်တော်ပြောချင်တယ်เนาะအဲ့ဒီမှာ2003လုံး9 26 ဒီမှာနောက်ထောင်သုံးလုံး၈ဒီမှာလည်းနှစ်ပိတ်၆ပိတ်နော်ဆိုဒီမှာနောက်ထောင်သုံးလုံး၉နှစ်ပိတ်၆ပိတ်သူကဒီနှစ်ပိတ်၆ပိတ်အောက်မှာနှစ်ပိတ်၆ပိတ်အောက်မှာပြန်ကြကနန်းနေကစားတဲ့နေရာမှာအကုန်လုံးက၆ပါပါရှေ့ပေါင်း၁နဲ့ပြန်ကြတယ်ပဲကြတယ်နော်အဲ့တော့၆နောက်ပိတ်နဲ့ရှေ့ပေါင်း၁ပြန်ကြတော့မသိဘူးပေါ့နော်ကျွန်တော်ကတော့၆နောက်ပိတ်ကိုမယူတော့ဘူးဒီဆောင်သုံးလုံး၃ဒီဆောင်သုံးလုံး၂ဒီဆောင်သုံးလုံး၁လို့ပဲကျွန်တော်ယူလိုက်တော့တယ်အဲ့ဒါမှကျွန်တော်၃နောက်ပိတ်နဲ့ပြန်ကြကို963 653 963 နှစ်ကို၃เนาะရှေ့ပေါင်း၁တည်နေပဲ၃နောက်ပိတ်နေဆိုဒီ၄ခွက်ပဲရှိเนาะအဲ့ဒီလိုမှမဟုတ်လဲတခြားကဏ္ဍပြန်ကြရင်လဲသူကကြလို့ရတာပဲเนาะဒါကျွန်တော်ကပြန်ကြရဆိုတာ၄ခုပဲကျွန်တော်ပြောကြည့်တာနောက်တစ်ခုကကျွန်တော်တို့တခါကစားဘူးပါတယ်เนาะကျွန်တော်ဆရာကစားတော့ကကျွန်တော်ကအဲ့တုန်းကချက်မညီဘူးဆိုပြီးကျွန်တော်မကစားဘဲနဲ့နေလိုက်တာထွက်သွားတယ်ဒါပေမဲ့ကျွန်တော်ကစားခြင်းတဲ့ပုံစံကအခုဒီလိုပုံစံမျိုးမှကျွန်တော်ကစားမယ်ဆိုပြီးခြောက်တယ် အဲ့တော့ကျွန်တော်ဆရာပြပါတယ်ဆရာဦးမောင်မောင်တွန်းပြတယ်နော်ထိတ်တောင်၃လုံး၄ပြီးမှပြန်ကြဆိုပြီးဒီဘွဲမှာကျွန်တော်တို့ကျွန်တော်ကိုပြန်ညကစားခိုင်းတာကျွန်တော်အဲ့ဒီထိတ်တောင်၃လုံး၄ပြီးပြန်ကြကိုကျွန်တော်အဲ့ဒီကောင်ကိုဘယ်လိုတွေးလိုက်တုံးဆိုတော့ကျွန်တော်တို့ဒီမှာထိတ်တောင်၃လုံး၄ရှိတယ်ခါတောင်၃လုံးကခွန်၄ခွန်ပေါင်းချင်း၁ပေါ့ဗျာနော်သူ့ဘေးမှာကျွန်တော်ကပြန်ညကစားခြင်းနောက်နှစ်မှာလည်းအဲ့ဒီအတိုင်းပဲထိတ်တောင်၃လုံး၄ခါတောင်၃လုံးခွန်သူ့ဘေးမှာ၈ခွန်၂ကပြန်ကြနော် တစ်ခါအဲ့ကနေကျွန်တော်တို့သွားလိုက်တော့ထိတ်ထောင်သုံးလုံးလေးငါဒီအောက်မှာနော်ထိတ်ထောင်သုံးလုံးလေးခါထောင်သုံးလုံးကခွန်လေးခွန်ပေါင်းချင်းတစ်ပေါ်ဗျာသူ့ဘေးမှာပြန်ကြကျွန်တော်ကစားချက်အဲ့တုန်းကကျွန်တော်ဇေယကဒီမှာထိတ်ထောင်သုံးလုံးဒီမှာထိတ်ထောင်သုံးလုံးလေးဖြစ်လို့ဒီဘေးပြန်ကြကိုကျွန်တော်ကခါသုံးလုံးကမခွန်ဘူးပေါင်းချင်းစက်တစ်မဖြစ်ဘူးဆိုပြီးကျွန်တော်အဲ့ဒါကိုပေါ်စားလိုက်တာထွက်သွားတယ်နော်ဒါပေမဲ့ကျွန်တော်ကစားချက်တာအခုဒီမှာ ထဲထောင်သုံးလုံး၅နဲ့ခါထောင်သုံးလုံး၆နဲ့စက်တစ်ဖြစ်နေတာဟိုကျွန်တော်ဒီလိုကစားကိုကစားခြင်းလို့ဒီနေရာမှာချိသေးတာပဲဆိုပြီးတော့ပေါက်လိုက်တာအဲကစားတာမကစားတာတော့မသိဘူးပါလေနော်ကျွန်တော်မှန်းထားတဲ့အတိုင်းပဲကျွန်တော်ကစားကြည့်ချိန်မှာတော့၄ခွန်ဖြစ်တယ်ဒီမှာ၄ခွန်မဖြစ်ဘူးနော်ဒါပေမဲ့ကြိုက်မှလည်းကစားအဲ့ဒီမှာထဲတောင်သုံးလုံး၄ခါတောင်သုံးလုံးခွန်၄ခွန်ပေါင်းရင်၁၁သူ့ဘေးမှာပြန်ကြအဲ့ဒီပြန်ကြကဇောင်းသုံးလုံးနှစ်နဲ့ပြန်ကြဇောင်းသုံးလုံးနှစ်နဲ့ပြန်ကြတယ်ဒီသုံးလုံးပေါင်းခြင်းဒီ၃ည ဲ့ဒီ၃ညကအပေါ်မှာ၃လုံးပေါင်းခြင်း၃ညလို့ဖြစ်ခဲ့ရတယ်။ဒီ၃လုံး၃ညကိုဒီ၃လုံး၃ညလို့ဖြစ်လိုက်တာနဲ့ဈေးဆောင်၃လုံးက1 1ပုံသေးเนาะအဲ့ဒီနေရာမှာသူကပြန်ကြခဏန်းကြပေးတယ်ပေါ့ဗျာเนาะဒါဆိုရင်ဒုတိယကတ်မှာဒီဆောင်၃ထိထောင်၃လုံး၄ခါထောင်၃လုံးခွန်ပေါင်းခြင်း7လို့ဖြစ်တော့သူ့ရဲ့ဘေးမှာပြန်ကြခဏန်းကြတယ်ရှိကုန်တယ်အဲ့ဒီကဏ္ဍကလည်းဇောင်းနှစ်ပုံတင်နေပဲသူကြတယ်เนาะအဲ့ဇောင်းနှစ်ပုံတင်နေသူကြလိုက်တဲ့အချိန်မှာ ဒီသုံးလုံးနှစ်ကြောင်ဒီသုံးလုံးကိုလည်းသူကနှစ်ဆိုပြီးတော့နှစ်တန်နှစ်ချက်နဲ့ဇောင်းနှစ်ကိုခွန်ရှစ်နှစ်ဆိုတဲ့ခဏပြန်ရကြပေးတယ်ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒီသုံးလုံး၄ဒီသုံးလုံးခွန်၄ခွန်ပေါင်းရင်၁၁လို့ဖြစ်တယ်သူပေးကြတဲ့ခဏကလည်းဇောင်းသုံးလုံးကနှစ်ပုံသေးရိုက်တယ်ဒီသုံးလုံးက၈เนาะအဲ၉၆၃ဒီသုံးလုံး၈ဖြစ်လို့ဒီသုံးလုံးကလည်း၈လို့ပဲဖြစ်တယ်အဲဒီသုံးလုံး၈ဒီသုံးလုံး၈လို့ဖြစ်တယ်နဲ့ဇောင်းနှစ်ပုံသေးရိုက်ပြီးတော့၆၃ည၃တစ်ခွက်တည်းပြန်ကြတယ် เนาะဒါဆိုရင်ကျွန်တော်တွေးလိုက်တယ်လို့ဒီနေရာမှာတော့ကြာပြီးသွားပြီလို့ယူလို့လည်းရတယ်ထိတ်ထောင်သုံးလုံးလေးဒါပေမဲ့ဇောင်းနှစ်မဖြစ်ဘူးเนาะဒီဇောင်းသုံးလုံး6ကိုဒီဇောင်းသုံးလုံးက6လို့လည်းမဖြစ်ပဲเนาะဒီဇောင်းသုံးလုံးခွန်ကိုဒီဇောင်းသုံးလုံးခွန်လို့လည်းမဖြစ်ဘူးပြန်တော့ကြာပြီးတယ်เนาะဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒီသုံးလုံးကဒီသုံးလုံး6ပေါင်းရင်း7ဖြစ်ပြီအဲသူ့ရဲ့ဘေးမှာဇောင်းနှစ်ပုံသေးရိုက်မယ်ဆိုဒီဘွဲမှာ၄နောက်ပဲအဲဒီအပေါ်မှာ ဖြစ်ခဲ့တဲ့ 686ဇောင်းသုံးလုံး6ကိုဒီမှာ6လို့ထည့်မယ်ဆိုရင်နှစ်ထိပ်စီအဲနှစ်ထိပ်စီ၄နောက်ပိတ်နဲ့ပြန်ကြကဏ္ဍဆိုရင်နှစ်3 4ဆိုတဲ့ကဏ္ဍတကွက်ရှိတယ်ပေါ့ဗျာနော်အဲကျွန်တော်နှစ်3 4သူကနှစ်ထိပ်၄အပိတ်နဲ့ပြန်ကြနော်နှစ်6 4နှစ်3 4နှစ်6 4သူကနှစ်4အခွနဲ့ကဏ္ဍဆိုနှစ်ကွက်ထဲရှိရနော်အဲကျွန်တော်မိတ်ဆွေတွေ လေးခွန်ကြောင့်နှိဖြစ်တာပါဆိုရင်ဟုတ်တယ်ကျွန်တော်အဲ့ဒါကြောင့်မလို့ခုနကဒီကနန်းကို၃ပိတ်နဲ့ကျွန်တော်ထည့်ပေးတာ၃ပိတ်နဲ့ကျွန်တော်ရွေးတာဘာလို့တော့ဆိုတော့ကျွန်တော်တို့ဒီခါတောင်၃လုံးခွန်ကြောင့်ခွန်ပါပါနှိဖြစ်တာလားဒါဆိုဒီမှာခါတောင်၃လုံး6ဖြစ်တယ်6ပါပါဒီမှာ1ဖြစ်မယ်ဆိုရင်၃နောက်ပိတ်နော်ကျွန်တော်အဲ့ဒါကြောင့်မလို့ဒီကနန်း1 9 3ကို၃နောက်ပိတ်နဲ့ကျွန်တော်ထည့်ပေးတာအဲ့ဒါမှာခြေပေါင်း1နဲ့ပြန်ကြဆိုရင်ဒီကနန်း၃ခွက်ဖြစ်သွားမှာเนาะအဲ့ဒီနေရာမှာ ပုံသေးနှစ်ရိုက်မယ်ဆိုရင်၄ဘိတ်တကယ်လို့အခုကျွန်တော်အကိုပြောသလိုဒီသုံးလုံးခွန်ရောက်ဒီသုံးလုံးနှစ်ပါတယ်ဆိုရင်ဒီသုံးလုံး6ချောင်းဒီသုံးလုံး1မယ်ဆိုရင်ကျွန်တော်က3နောက်ဘိတ်ထည့်မှာเนาะအဲဒါကြောင့်မို့ကျွန်တော်နှစ်ကွက်လုံးကျွန်တော်ရေးပြအဲ့တော့ထားလိုက်တော့ဒါကတော့အေးမပေးကျွန်တော်တို့မသိဘူးပေါ့လေเนาะဒါပေမဲ့ကျွန်တော်အဲ့၄နောက်ဘိတ်နဲ့ကိုဒီကနန်းကိုအကွက်ရွှေ့လေးသွားတွေးမိလို့เนาะတွေးမိတယ်ဆိုတော့ကျွန်တော်တို့ဒီကိုကိုတုံညာ ဖတ်ထားတဲ့မြင်းကုန်မှာ434ပြန်ကြတော့66လို့စောင်းထိုးပြီးပြန်ကြเนาะပြန်မကြခင်သူ့ရဲ့အပေါ်မှာဒီ66စောင်းထိုးဖို့ကိုခါအငိန်ကို83ညအခွက83ညအခွက်เนาะဒီခဏန်း1ချိန်နဲ့ကိုခါထွက်တာထွက်ပြီးမှ66စောင်းထိုးမယ်ထိုးတဲ့ခဏန်းဒီအပေါ်က3ည35လို့စောင်းထိုးထားတဲ့အပေါ်ကခဏန်းပြန်ကြကြမယ်ဟောအဲ့ခဏန်းဒီကနေ1 2 3 4 5 6 9 7နှစ်မြောက်ကခဏန်း ော့ဒီ190နောက်နေ့လိုက်ပေါက်တယ်အဲ့ကနေပြန်ကြတယ်သူ့ရဲ့ဇောင်းနှစ်ပွဲကျော်ပါ3-4လေးဒီရှင်းနေမြောက်ကိုလိုက်ပေါက်တော့ကိုကိုလေးဇောင်းထိုးပြီးတော့ကိုကိုတုံညာတဲ့ပေါက်ထားတဲ့မြင်းကုန်မှာပြန်ကြကြတယ်ဒါဆိုရင်အခုကျွန်တော်တို့ဒီကိုကိုတုံညာရဲ့မြင်းကုန်မှာပြန်ကြကနန်းကြချင်လို့ကျွန်တော်ကိုကိုလေးဇောင်းထိုးမလားအဲ့ဒီမှာကိုခါလို့တွက်လိုက်တဲ့အချိန်မှာအပေါ်က646ကိုနေရာထိုင်မပြောင်းမနေဝမ်းချင်းကစားတယ်နော် အဲ့သူကစားပြီးရင်သူ့အောက်မှာပြန်ကြကြမယ်ကြမယ်ခဏက3935ခါသုံးလုံးစောင်းထိုးထားတဲ့အပေါ်က324ဒီကနန်းဒီရှိ1234568နှစ်မြောက်က324နော်တော့ဒီ640ဒီနောက်နှစ်ကိုလိုက်ပေါက်ပြန်ကြသူ့စောင်းနှစ်ပွဲကျော်ကခဏန်း324ကို7နှစ်မြောက်မှာ964စောင်းထိုးပြီးတော့ကျွန်တော်ပြန်ကြကစားမယ်လို့ကျွန်တော်တွေးလိုက်တာနော်အဲ့တော့ကျွန်တော်တို့စောင်းနှစ်ပြန်ကြကျွန်တော်တို့အမြဲတမ်းပြောနေကြပါအဲ့ဒီနေရာမှာကျွန်တော်တို့ဒီလိုစောင်းနှစ်လို့ပြန်ကြလိုက်ရင် ဇောင်းတက်ဆက်နဲ့ဒီလိုဇောင်းတက်ဆက်ပြန်ကြားကလည်းရှိတယ်เนาะကျွန်တော်ပြောဖို့ပါတယ်တို့ဇောင်းတက်ဆက်ပြန်ကြားကရှိပါတယ်เนาะကျွန်တော်တခါပြောဖို့တယ်ကျွန်တော်မစွဲထားတော့အခုဒီနေရာမှာကျွန်တော်ဇောင်းတက်ဆက်နဲ့ပြန်ကြားဆိုသုံးထိပ်စီးနဲ့ကျွန်တော်ထည့်ကြည့်မှာဘာလို့တော့ဆိုတော့ဒီနားမှာကျွန်တော်တို့ရှေ့ပေါင်း3ပြန်ကြားရှေ့ပေါင်း4နဲ့ပြန်ကြားရှေ့ပေါင်း5နဲ့ပြန်ကြားခုနကလို2 3 2 4 3လို့လေအဲဟုတ်တာ อืม1 3 4 1 3 4โหลเลยย่าดาเบเนาะดาชีบอง5เนี่ยเปลี่ยนจ้ะเออดีนี่ยงဒီမှာကနောက်ထောင်3လုံး6ရှေ့ပေါင်း3နောက်ထောင်3လုံးအဲနောက်ပေါင်းလုံး30 30ပြီးတော့6 6ပြီးတော့ဒီ3လုံးက8ဆို4နောက်ပိတ်ရှေ့ပေါင်း3ရှေ့ပေါင်း4ရှေ့ပေါင်း9နဲ့ဆိုရင်ဒီ1 3 4ရက်သူကသွားကြိုက်နေတာပဲเนาะရှေ့ပေါင်း9နဲ့4နောက်ပိတ်အဲကျွန်တော်တို့ တိုက်တာတော့ရွေးထိုးပေါ့ဗျာနော်ကျွန်တော်ကတော့ဟိုနေမဖြစ်ပါဘူးအော်ဒီတော့မထုတ်ဘူးပေါ့တို့ဒီ195ရဲ့တနှစ်ကျော်မှ134ရှိတယ်134ရှိတယ်နော်အဲ့ဒီ195ကြီးကသူကနေအကျဉ်ခိုက်ပြေးပြီးတန်းထဲပေါက်ထားတယ်အဲ့ဒီမှာလဲတူတူပဲဒီ34ရက်သူကနေအကျဉ်ခိုက်ပြေးပြီးတန်းထဲပေါက်ထားတာသူတို့ပေါက်တော့210ဇောင်းထိုးပြီးတော့အကျဉ်ခိုက်မှာထည့်ထားတယ်နော်အဲ့ဒီမှာလဲ210ထည့်သေးသုံးလုံးထောင်ထားတဲ့အကျဉ်ခိုက်မှာထည့်ထားတယ်အဲ့ဒီကဏ္ဍနှစ်ကွက်ကနော်သူနဲ့တန်းထဲပေါက်ထားတဲ့နှစ်ကွက် တန်းလေးတွေပေါက်ထားတယ်သူတို့ပေါက်တော့ဒီ1 1 9နဲ့အချိန်ခဲပေါက်တော့ဒီမှာလည်း1 1 9နဲ့အချိန်ခဲမှာပဲပေါက်တာပေါက်ပြီးတာနဲ့အဲ့နှစ်ကွက်လုံးပြန်ကြကြကျွန်တော်ဒီပြန်ရရဲ့တပွဲစော်ထဲမှာအခုဒီကနန်းကိုလည်းဒီပြန်ရရဲ့တပွဲစော်ပဲကျွန်တော်ထဲမှာထဲတော့ခုနကကျွန်တော်ပြောတယ်เนาะခြေပေါင်း3 4 5ပြန်ချနေလဲသွားကြိုက်တယ်ဒီ6ထိပ်ခါတော်3လုံး6နောက်ပေါင်း17လို့ဖြစ်တဲ့ပြီးမှာကြမယ်ဒီမှာ6ထိပ်အပူကြတယ်เนาะ6အပူ ဲ့ဒီ6ထိပ်ကို9336 6ပါပါเนาะ317ဖြစ်တဲ့ဘေးမှာကျွန်တော်ထွက်ထည့်ကြည့်တာပေါ့เนาะဒါကတော့အတိုင်းမှလည်းကစားပါ organize တော့မထုတ်ဘူးပေါ့လေเนาะကျွန်တော်ကြိုက်တာ၄3လေးခွက်တော့ယူရေးလိုက်ပြီးတော့ကတ်လေးတော့ထုတ်လိုက်တယ်အဲ့တော့ဒါကကျွန်တော်မိတ်ဆွေတယောက်ပို့လာတဲ့ site ကျွန်တော်စစ်ကြည့်လိုက်တော့သူကလည်းစိုးတော့မစိုးပါဘူးเนาะဒါကျွန်တော်တို့ဘယ်နှစ်နှစ်ခြားသွားမလဲဆိုတော့နှစ်နှစ်၄နှစ်ခြားပေါ့เนาะ၄နှစ်ခြားမှာ၄ဘိတ်၈ဘိတ် เนาะ4 8တဝင်း6တော့3ခွန်เนาะ3ဘိတ်ခွန်ဘိတ်တွက်နေ4နဲ့ခြားလိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ2ဘိတ်6ဘိတ်เนาะအဲ့အဲ့ဒီ4 8တို့3ခွန်တို့6อืม8ပဲเนาะကျွန်တော်ထားလိုက်တော့8နောက်ဘိတ်အောက်မှာဒီထောင်3လုံး8 6ဆိုတော့6လို့ဖြစ်တယ်တခါနှစ်3 1ဆိုတော့လဲ6လို့ပဲဖြစ်တယ်5 3 1ဆိုတော့လဲ6လို့ပဲဖြစ်တယ် နော်အဲ့ဒီချစ်နောက်ပရဲ့အောက်မှာ ပေါင်းချင်း63လုံးသူကစားတယ်ပေါ့တခါ၄နှစ်ကျော်လာတယ်၄နှစ်ကျော်လာလိုက်ဆိုတော့ကျွန်တော်တို့ဒီမှာခွန်နောက်ပိတ်၃ခွန်ပိတ်ပြီသူ့အောက်မှာ၄64ဆိုတော့ခွန်လို့ဖြစ်တယ်၃ည34ဆိုတော့ခွန်လို့ဖြစ်တယ်38 6ဆိုတော့လည်းခွန်လို့ပဲဖြစ်တယ်နော်ခုနကတုန်းကပေါင်းချင်း63လုံးကစားပြီးတော့အခုဒီမှာခွန်3လုံးကစားတယ်ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့2 6လို့ဖြစ်ပြီအဲ့ဒီ6နောက်ပဲရအောက်မှာ6 6 3ဆိုရင်8 9 2ဆိုရင်8เนาะ8 6 4ဆိုရင်8အဲ့အဲ့ဒီ8 3လုံးကစားခွက်နဲ့ကစားမယ်ဆိုရင်3 2 4ဆိုတဲ့ခဏထွက်တယ်เนาะအဲ့တော့ဒီမှာကျွန်တော်တို့နောက်ထောင်3လုံး8နောက်ထောင်3လုံး9ရှိပေါင်း4เนาะဒီမှာနောက်ထောင်3လုံး10ရှိပေါင်း3အဲ့3 4 5 9နောက်ပိတ်3လုံး3ည9 8ပြန်ကြပြန်ကြပြန်ကြเนาะအဲ့3 2 4ရှိပေါင်း9နဲ့ပြန်ကြကို3 2 4 2 3 4နှစ်ခွက် ကြိုက်ရင်ဖို့ပေါ့နော်ဒါကျွန်တော်အလောက်ကလည်းတိတ်နာလည်းနည်းနည်းနောက်ကြတယ်ရှဲကမနေ့ပြန်တပတ်ခါထွက်မယ်ဆိုတော့ကျွန်တော်မသိလို့သိကိုမသိတာနေ့လေကမှနေ့လေကမှမဟုတ်ညနေမိုးချုပ်စားလောက်ကမှကျွန်တော်ကနန်းပို့လာတော့ကျွန်တော်ဆရာကနန်းပို့လာတော့မှဟမ်ကနန်းတော်ပို့လာပြီလားဘယ်နှစ်ရက်လိုတုန်းကောက်ကြည့်တော့ဒီနေ့29ရက်30ရက်လာကုန်မယ်ဆိုတော့อืมမကရောကသိတော့မသိဘူးချဲထွက်မယ့်ရက်တော့မသိအဲ့3နှစ်လေးက ုံးလေးဆိုင်တော့ရှိတယ်စီနီယာကဏ္ဍပြန်ကြရှိတယ်ဗောနော်အဲ့တော့စီနီယာကဏ္ဍပြန်ကြတာအဲတုံညာပဲတိပရိနည်းမကျွန်တော်ဟိုနေ့ညကကျွန်တော်ပြောခဲ့ပါတယ်ကျွန်တော်အကြိုက်ဆုံးကဏ္ဍကစီနီယာကဏ္ဍပြန်ကြလို့ဆိုပြီးကျွန်တော်ဟိုနေ့ကပြောခဲ့တယ်နော်ဒါလေးမှတ်မိကြပါတော့ကျွန်တော်ခွန်ထိပ်စီပရိခွန်ရဲ့တပွဲကြောင့်မှစီနီယာကဏ္ဍပြန်ကြဒီနှစ်ရဲ့ပါဝါဇောင်းတုံးလုံးခွန်လို့ဖြစ်တဲ့အောက်မှာပြန်ရကြပါနော်တခါသူကနေပြီးတော့နှစ်ရည်အကြိုက်ပဲเนาะကျွန်တော်တို့ ခွန်ဇွန်6ဇွန်ပါဒါ6ဇွန်ပါခွန်ထက်ကြတယ်ခွန်ပရိထွက်တယ်နှစ်နှစ်ကျော်မှစီနီယာကဏ္ဍပြန်ကြကြတယ်နော်ကြတော့ဒီ3ပါပါဇောင်းတော်လုံး5 9 3အေး5 9ဒီကောင်က4 5 4เนาะ4ငါကိုလီ၃ပါဝါဆောင်းသုံးလုံး၈လို့ဖြစ်တဲ့အောက်မှာပြင်ကြတယ်။သုံးတင်းနဲ့လာကုန်ပါလား။ဩအဲ့ဒါဆိုလို့သေးတယ်။မသိပါဘူးကွာကျွန်တော်လဲပြက်ကြတိုင်းလဲမကြည့်ဘာမှမကြည့် အဲအခုခွန်ထဲဗရိတ်ခွန်ဖြစ်တယ်သူ့ရဲ့နှစ်ဘွယ်ကျော်မှာ၄ပါပါစောင်းသုံးလုံး၉လို့ရိုက်လို့သူ့ရဲ့အောက်မှာထွက်မဲ့ကဏ္ဍတည်ညီအကိုကဏ္ဍပြန်ကြကျွန်တော်ရေးပေးခဲ့တယ်နော်၄၃၄ခွန်၆၈၈၉ခွန်၆၈ခွန်နော်အဲကျွန်တော်မိတ်ဆွေတွေအဲ့ဒီစီနီယာကဏ္ဍထဲမှာ၆ခွန်၈နည်းနည်းသဘောကျတယ်၃၄၄သဘောကျတယ်နော်အဲဒါသဘောကျတဲ့ကဏ္ဍလေးတစ်ခွက်၃၄၄ကျွန်တော်လာလွှင့်ပေးတာကြိုက်ရင်လည်းထိုးပေါ့မကြိုက်တော့လည်းမထိုးနဲ့ပေါ့နော်